်မင်္ဂလာပါရှင်ခေတ်သစ် news သတင်းဌာနဤထိတ်တန့်သတင်းမြောက်တင်ဆက်ပေးပါရမရှင်ပထမအဆုံးစစ်တပ်ရွေးကောက်ပွဲကိုနိုင်ငံတကာဘာပြောလဲဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်ရှင်အနာဒိန်စစ်တပ်ကယခုနှစ်ကုန်မှကျင်းပမယ်ဆိုတဲ့ရွေးကောက်ပွဲအပေါ်နိုင်ငံတကာမှအစိုးရကုလသမဂ္ဂမှတာဝန်ရှိသူအချို့ရဲ့မှတ်ချက်တွေကိုစူးစီးတင်ပြလိုက်ပါရရှင် ကုလသမဂ္ဂထွေထွေအတွင်းရမှုချုပ်အန်တိုနီရိုဂူဒါရက်စ်ကဒီရွေးကောက်ပွဲတွေလွတ်လပ်ပြီးတရားမြတ်တက်မယ်လို့ဘယ်သူမှယုံကြည်တယ်လို့ကျွန်တော်မထင်ပါဘူး။ဒီရွေးကောက်ပွဲတွေကမြန်မာပြည်ရဲ့ပြည်ထနာတွေရဲ့အဖြစ်ကိုထုတ်ဖော်ပေးနိုင်မယ်လို့လည်းဘယ်သူမှယုံကြည်တယ်လို့ကျွန်တော်မထင်ပါဘူး။ဒီအချိန်ကလူသားချင်းစာနာမှုအကူအညီတွေတိုးမြှင့်ပေးဖို့လိုအပ်နေတဲ့အချိန်အကြမ်းဖက်မှုတွေရပ်တန့်ရမယ့်အချိန်တစ်ချိန်ထဲမှာအယက်သားအုပ်ချုပ်မှုစည်းဥတီတဲ့နိုင်ငံရေးစင်ကဲပြောင်းလဲမှုနဲ့အခြေခံဥပဒေနဲ့အညီဖွဲ့စည်းတဲ့အစိုးရကို လေစာဖို့လမ်းခင်းပေးရမယ့်အချိန်ဖြစ်ပါတယ်လို့ဆိုပါတယ်ရှင်။လူအခွင့်ရေးဆိုင်ရာမဟာမင်းကြီးဘိုကာဒက်ကဒီအချိန်တွေအောက်ကနေရွေးကောက်ပွဲတွေကျင်းပမယ်ဆိုတာစဉ်းစားလို့ကိုလိုက်မမီနိုင်ဖြစ်ရပါတယ်။ရွေးကောက်ပွဲတွေလွတ်လပ်ပြီးတရားမျှတပါတယ်လို့ဘယ်သူကများဘယ်လိုပြောနိုင်မလဲ။ဘယ်သူထိန်ချုပ်မှုအောက်မှာမှမရှိတဲ့တိုင်းပြည်ရဲ့နေရာတော်တော်များများကိုသူတို့ဘယ်လိုများရွေးကောက်ပွဲကျင်းပနိုင်မလဲ။စစ်တပ်ကိုယ်တိုင်ကပဋိပက္ခတဲ့ပါဝင်ပတ်သက်နေပြီးကိုပြည်သူကိုနှစ်ပေါင်းများစွာဖိနှိပ်နေပြီးဘယ်လိုများရွေးကောက်ပွဲကျင်းပနိုင်မလဲ။ မြန်မာနိုင်ငံဆိုင်ရာလူအခွင့်ရေးအထူးအစီရင်ခံစာတင်တွင်သူဂျွန်အန်ဒရူးကဒီရွေးကောက်ပွဲတွေကအထူးအရောင်ဖြစ်ပါတယ်ဆိုတာကျွန်တော်ပြောနိုင်သမျှအရှင်းရှင်းလင်းလင်းပြောကြားခဲ့ပါတယ်။ဒီရွေးကောက်ပွဲတွေကအလင်းအညာတွေပါအတိုက်အခံနိုင်ငံရေးကောင်းဆောင်နေဖန်စီခံထားရထိမ့်သိမ့်ခံထားရအချင်းချခံထားရညှဉ်းပန်းနှိမ့်ဆက်ခံထားရတဲ့အချိန်မှာဘယ်လိုမှလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကိုခင်ဗျားတို့ရရှိမှာမဟုတ်ပါဘူးလို့ပြောဆိုထားပါတယ်ရှင်။ နယူးဇီလန်နိုင်ငံသားရဲ့ဝင်ကြီးဝင်းစတန်ပီတာကမြန်မာစစ်ကောင်စီရဲ့ရွေးကောက်ပွဲတွေနဲ့ပတ်သက်လို့အလွန်အမင်းဆိုရင်ကြောင့်ဒီလွတ်တော်မှာပြောချင်ပါတယ်။လက်ရှိအစည်းအဝေးတွေဟာလွတ်လပ်မှုမရှိသလိုတရားမျှတမှုလည်းမရှိပါဘူး။နောက်ပြီးရေရှည်တီတာနဲ့ငင်းချမ်းရေးစီလည်းဦးတည်မနေပါဘူး။ရွေးကောက်ပွဲအစည်းအဝေးနဲ့ပတ်သက်လို့ထင်ထင်ရှားရှားပြဿနာတွေရှိနေတာပါ။မဲဆာရွက်တွေမှာစစ်မှန်တဲ့အတိုက်အခံနိုင်ငံရေးပါတီတွေရှိမနေပါဘူး။ နောက်ပြီးရွေးကောက်ပွဲအပေါ်အများပြည်သူဝေဖန်မှုကိုလည်းရာဇဝမှုအဖြစ်ဖိနှိပ်တဲ့ဥပဒေတွေလည်းပြဋ္ဌာန်းထားပါတယ်။ဒီလိုအခြေအနေတွေအောက်မှာပြုလုပ်ဖို့အစီအစဉ်ထားတဲ့ရွေးကောက်ပွဲဟာအများယုံကြည်မှုရရှိမှာမဟုတ်ပါဘူးလို့ပြောဆိုထားပါတယ်ရှင်။စင်ကာပူနိုင်ငံသားရေးဝန်ကြီး BBN Balakrishnan ကချက်ချင်းဦးစားပေးရမှာကအကြံဖတ်မှုတွေလျှော့ချဖို့လူသားချင်းစာနာမှုအကူအညီပေးနိုင်မှုနဲ့တွေ့ဆုံဆွေးနွေးရေးအခြေအနေတွေဖန်တီးပေးဖို့ဖြစ်ပါတယ်။ငြိမ်းချမ်းရေးလုံခြုံရေးနဲ့အားလုံးပါဝင်မှုတွေကလာမယ့်ရွေးကောက်ပွဲတွေရဲ့အခြေခံအုတ်မြစ်ဖြစ်ရပါတယ်။ ဒါမှသာရလက်ကအများလက်ခံယုံကြည်ရမှာဖြစ်ပြီးမြန်မာပြည်သူတွေရဲ့ဆန္ဒထင်ဟပ်စေမှာဖြစ်ပါတယ်။ဆက်လက်ပြီးနေပြည်တော်တပ်ကိုနေစကိုင်းမြို့နယ်တို့တွင်စစ်ကြောင်းနှင့်လက်ကင်းကကို တိုက်ခိုက်မှုစစ်တပ်ဘက်မှ12ဦးသေဆုံးပြီးကာဒစီကိုမိရှို့ရှင်းလင်းသည့်တရင်တင်ဆက်ပေးတော့ပါမယ်ရှင်။နေပြည်တော်တပ်ကိုမြို့နယ်အမြန်လန်းမိုင်းနိုင်၄၁ဘက်သို့ဆုတ်ခွာလာသောစစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်မှုစစ်သား၅ဦးသေဆုံးခဲ့ကြောင်းမြို့တင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်ရှင်။ နိုဝင်ဘာလ9ရက်နေ့နနက်9:40မိနစ်ခန့်အချိန်မြပြည်တော်တက်ကုန်းမြို့နယ်ရတနာမြေကျွာဘက်မှအမြင်လန်းမိုင်တိုင်း241ဘက်သို့ဆုတ်ခွာလာသောအင်အား40ခန့်ပါစစ်တပ်စစ်ကြောင်းကိုတော်လန်ရေးတပ်ဖွဲ့များကလမ်းပိုင်းတနီယာတွင်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါသည်ရှင်။ထို့တိုက်ခိုက်မှုအတွင်အကြမ်းဖက်စစ်တပ်ဘက်မှ5ဦးသေဆုံးက9ဦးဒဏ်ရာရရှိခဲ့ပြီးသေဆုံးသူများနှင့်ဒဏ်ရာရရှိသူများကို နွားလဲနစီပြင်းတည်ဆောင်သွားကြောင်းအဆိုပါတိုက်ခိုက်မှုကိုမြို့တင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလှုံ့ဆော်ခဲ့ခြင်းဖြစ်ပြီးတော်လိုင်းရဲရဲဘော်များအထူးကိမရှိပြန်လဲဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်ရှင်။အလားတူသခိုင်းမြို့နယ်ကန်တလူတိုးကိမ်းမှထွေအုပ်စရေးကြော်ရဲလွင်အပါဝင်စစ်သားများလိုက်ပါလာသောကင်းလက်ကားကိုပြစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်သား9ဦးပဲချင်းပြီးတေဆုံးခဲ့ပြီးကားကိုမိရှို့ရှင်းလင်းခဲ့ကြောင်းလင်းယုံညီနောင်ပျောက်ကြားတပ်ဖွဲ့မှတာဝန်ရှိသူတို့ကရန်ကုန်ခေတ်တည်တင်းဌာနထံသို့ပြောဆိုထားပါရှင် အော်တိုဘာလ28ရက်နေ့ည8:25မိနစ်ခန့်အချိန်တွင်သခိုင်းမြို့နယ်ကန့်တလူတိုကိမ်မှပြည်သူများကိုဖမ်းဆီးငွေညက်တောင်းခံနေသောထွေအုပ်စရေးကြော်ရဲလွင်နှင့်စစ်သားများလိုက်ပါလာသောကင်းလေကားကိုသခိုင်းမုံရွာလမ်းရှိသခိုင်းတက္ကသိုလ်အနီးတွင်တော်လန်ရဲရဲဘော်များကပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်ရှင်တို့တိုက်ခိုက်မှုအတွင်းထွေအုပ်စရေးကြော်ရဲလွင်အပါဝင်စုစုပေါင်း9ဦးတေဆုံးကြောင်းတိုက်ခိုက်မှုဖြစ်ပွားနေစဉ် စကိုင်းတက္ကသိုလ်နှင့်တမ33မှာစေတများကအင်းစီကဆနေစဉ်ဖြင့်စစ်ကူပေးရန်ရောက်ရှိလာသောကြောင့်လက်ကင်းကားများကိုမိရှုပ်ရှင်းလင်းပြီးတော်လန်ရေးရဲဘော်များကပြန်လည်ဆုတ်ခွာခဲ့ကြောင်းသိရှိရပါတယ်ရှင်။လက်ကင်းကားပေါ်ပါလာတဲ့ကောင်းနေအလုံးတည်တဲ့ကားပါမိရှုပ်ဖြက်စီခဲ့တာစစ်ခွေးခုနှစ်ဦးကနေရာတွင်ပွဲချင်းပြီးတည်ဆုံနေပြည်သူကိုစန့်ကျင်တဲ့သူအလုံးကိုကျွန်တော်တို့ကအချိန်မီတိုက်ခိုက်သွားမှာပါ။သူတို့ပြောတဲ့စကားလုံးလိုပဲတည်ရဲတဲ့ကောင်ပြည်သူကိုစန့်ကျင်လိုက်လို့ ကျွန်တော်တို့ကပြန်ပြီးပြောချင်ပါတယ်လို့လင်းယုံညီနောင်ပျောက်ကြားတပ်ဖွဲ့မှတာဝန်ရှိသူကပြောဆိုထားပါရှင်။အဆိုပါတိုက်ခိုက်မှုကိုလင်းယုံညီနောင်ပျောက်ကြားတပ်ဖွဲ့မှတော်လန်ရေးရဲဘော်များကလှုပ်ဆောင်ခဲ့ပြီးအထိကိမရှိပြန်လည်ဆုတ်ခွာလာနိုင်ကြောင်းသိရှိရပါတယ်ရှင်။ကလေးကံကောဖလန်းနှင့်တိတိမ်မြို့နယ်တို့တွင်စစ်တပ်နှင့်တော်လန်ရေးမဟာမိတ်များကြားတိုက်ပွဲများအပြင်းထန်ဖြစ်ပြီးစစ်တပ်မှဗိုလ်မှူးဗိုလ်ကြီးအပါအဝင် စစ်သားတရားဝင်ကျင်တည်ဆုံးပြီးစစ်တုံးပန်းတချို့နဲ့လက်နက်ခရံများပြားသိမ်းပတ်ရရှိသည့်တရင်တင်ဆက်ပေးသွားပါမယ်ရှင်။အကြမ်းဖက်စစ်တပ်ကချင်းပြည်နယ်အတွင်းသို့ထိုးပောက်ဝင်ရန်စစ်ကြောင်းထိုးလာမှုကိုချင်းတော်လန်ရေးတပ်များနဲ့မဟာမိတ်တော်လန်ရေးများကပူးပေါင်းကူကံတိုက်ခိုက်ခဲ့ရာတိုက်ပွဲများအပြင်းထန်ဖြစ်ပွားခဲ့ပြီးစစ်တပ်ဘက်မှဗိုလ်မှူးဗိုလ်ကြီးအပါအဝင်တရားဝင်ကျင်ခံတည်ဆုံးကြောင်းချင်းပြည်အစိုးရကာကွယ်ရေးဝန်ကြီးဌာနကတရင်ထုတ်ပြန်ထားပါတယ်ရှင်။ချင်းမျိုးသားတမရုံနှင့်ဒေသနာကောက်ွယ်ရေးတပ်ဖွဲ့များဖြင့် ဖွဲ့စည်းထားသည့်ချင်းလန်အစိုးရတပ်ဖွဲ့၏စစ်ကြောင်းတင်းနှင့်စစ်ကြောင်းနှင့်တို့ကအကြမ်းဖက်စစ်တပ်ကိုကလေးမြို့နယ်၊ဂံကောမြို့နယ်၊ဖလန်းမြို့နယ်နှင့်တီးတိမ်မြို့နယ်တို့တွင်တိုက်ခိုက်ခဲ့ကြောင်းချင်းလန်အစိုးရတပ်ဖွဲ့၏စစ်ကြောင်းတင်းက Virgo PDF တောင်းတာတမရော PDF ခရိုင်တရင်များ ပါကားပါများ your defend for ygf စသည့်မဟာမိတ်အဖွဲ့များနှင့်လက်တွဲ၍ကလေးမျိုးနှင့်ဂံကောမျိုးအကြားတွင်စစ်ကောင်စီတပ်ကိုတိုက်ခိုက်နေကြောင်းသိရှိရပါသည်ရှင်။ စစ်တပ်ကလင်းနဲ့ဒရုန်းတို့ကိုအပြုပြီးတိုက်ခိုက်နေတော့လေချင်းလန်စိုးရတပ်ဖွဲ့နဲ့မဟာမိတ်အဖွဲ့များဤတိုက်ခိုက်မှုကြောင့်စစ်တပ်ဘက်မှဗိုလ်မှူးပိုကြီးအဆင့်ရှိအရာရှိများပါဝင် အင်အားတရာခန့်ကိုချေမုံနိုင်ခဲ့ပြီးစစ်တုံးပန်းတချို့ဖမ်းဆီးရမိကြောင်းလက်နက်ခဲယံများလည်းတင်ရှိနိုင်ခဲ့ကြောင်းသိရှိရပါတယ်ရှင်။အထင်နာနေသောစစ်တပ်ကနိုဝင်ဘာလ6ရက်နေ့တွင်တိုက်လေရင်ဖြင့်၄ချိန်နိုဝင်ဘာ14ရက်နေ့တွင်တိုက်လေရင်ဖြင့်9ချိန်ဝိုင်ထွဲလေရင်ဖြင့်1ချိန် နိုဝင်ဘာလ15ရက်နေ့တွင်တိုက်လီရင်ဖြင့်2ကျင်းနိုဝင်ဘာလ16ရက်နေ့တွင်တိုက်လီရင်ဖြင့်2ကျင်းဝိုင်းတွဲဖြင့်ဘုံအလုံး50ခန့်နိုဝင်ဘာလ18ရက်နေ့တွင်ဂျက်ဖိုက်တာဖြင့်4ကျင်း၄ချောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်ရှင်။အလားတူချင်းလန်အစိုးရတပ်ဖွဲ့၏၄ချောင်းနှင့်ကချင်းနေရှင်နယ်ဒက်ဖန်4 PDF ဇိုလန်စာတီမိဘအဖွဲ့များနှင့်လက်တွဲ၍ ဖလန်းမြို့နှင့်ဝေဘူလာမြို့အကြားတွင်၎င်းတိတိတ်မြို့နှင့်ခိုင်တန်းမြို့အကြားတွင်၎င်းစစ်ကောင်စီတပ်ကိုတိုက်ခိုက်နေကြောင်းစစ်တပ်ကယမန်နှင့်နိုဝင်ဘာလ18ရက်နေ့တွင်လေကြောင်းတိုက်ခိုက်မှုများလှုပ်ဆောင်ခဲ့ကြောင်းသိရှိရပါသည်ဆလဘီဖအန်တွင်စစ်တပ်ရွေးကောက်ပွဲကိုခွင့်မပြုဘဲဆန့်ကျင်သွားမည်ဟုမြို့နယ် KNU ကထုတ်ပြန်ကြေညာသည့်တွင်ရှုပ်ထွေးသည့်စနစ်နှင့်တိကျမှုမရှိသော electronic မဲပေးလုပ်ငန်းစဉ်ကြောင့်အထူးအရောင်ရွေးကောက်ပွဲကိုပုံမပေါ်လွန်စေသည့်တွင်တင်ဆက်ပေးသွားပါမယ်ရှင်။ ကရင်ပြည်နယ်ဖအံမြို့နယ်တွင်အကြမ်းဖက်စစ်တပ်၏အတုအယောင်ရွေးကောက်ပွဲကိုခွင့်ပြုမည်မဟုတ်ဘဲဆန့်ကျင်သွားမည်ဖြစ်ကြောင်းကရင်အမျိုးသားအစည်းအရုံး KNU ဒုသက်ထူခရံဖအံမြို့နယ်တွင်အလုံးအမှုဆောင်ကော်မတီကနိုဝင်ဘာလ18ရက်နေ့နေ့စဉ်ဖြင့်ထုတ်ပြန်ကြေညာထားပါရရှင်။အကြမ်းဖက်စစ်တပ်ကစစ်အာဏာသိမ်းပြီးနောက်ပြည်သူလူထုအပေါ်မတရားဖန်ဆီးခြင်းအကျဉ်းချတပ်ဖြတ်ခြင်းဖြင့်ဘာသာရေးဆိုင်ရာအဆောက်အအုံများနှင့်လူနေအိမ်များကိုရည်ရွယ်ချက်ရှိရှိဖြင့်လက်နက်ကြီးများပစ်ခတ်ခြင်း လေကြောင်းတိုက်ခိုက်မှုများကိုပေါ်ပေါ်တင်တင်ပြုလုပ်ပြီးစစ်ရာဇဝမှုများကျူးလွန်လျက်ရှိကြောင်းရင်းအပြင်ဒီဇင်ဘာလ28ရက်နေ့တွင်အထူးအရောင်ရွေးကောက်ပွဲပြုလုပ်ရန်ပြင်ဆင်နေကြောင်းသိရှိရပါသည်ရှင်။စစ်ကော်မရှင်ကပြုလုပ်မည့်အထူးအရောင်ရွေးကောက်ပွဲတွင်မဲဆန္ဒရှင်များဖြစ်သည့်ပြည်သူများကစစ်ကော်မရှင်၏စစ်မှုထမ်းဥပဒေကြောင့်တော်လကောင်းစစ်ပေးဆောင်တော်လကောင်းနေရများတွင်အေးအေးချမ်းချမ်းနေထိုင်နိုင်ခြင်းမရှိဘဲကြံရှိနေသောမဲဆန္ဒရှင်ပြည်သူများမှလည်းချင်းချောက်ပြားပြင်းနှင့် အတင်းအဓမ္မမဲပေးစေခိုင်းရခြင်းတို့ကိုရင်ဆိုင်နေရကြောင်း KNU ဖန်မျိုးနယ်တွင်အလုံးမှုဆောင်ကော်မတီကထုတ်ပြန်ထားပါတယ်ရှင်။ရင်းအပြင်စစ်တပ်ကပြည်သူလူထုနားလည်ရန်ခက်ခဲသည့်ရှုပ်ထွေးသည့်ရွေးကောက်ပွဲစနစ်နှင့်၎င်းတို့လိုအပ်သည့်အဖြစ်ထုတ်နိုင်သော electronic မဲပေးသည့်မဲပေးခြင်းလုပ်ငန်းစဉ်မှာတိကျမှန်ကန်ပြီးရလဒ်မဟုတ်ကြောင်းမဲဆန္ဒရှင် ပြည်သူလူထု၏ဆန္ဒသဘောထားကိုအလွဲသုံးစားပြုမိအတွက်ကြောင့် စစ်ကော်မရှင်အလို့ကြောင့်အတူရောင်ရွေးကောက်ပွဲသာဖြစ်တည်ကို ပေါ်လွင်နေကြောင်းတတိပေးကြေညာထားပါတယ်ရှင်။ဖအံမျိုးနဲ့အလို့မှုဆောင်ကော်မတီအနေဖြင့် KNU ၏ရွေးကောက်ပွဲအပေါ်သဘောထားထုတ်ပြန်ကြေညာချက်နှင့်အညီရက်တည်မီဖြစ်ပြီးမိမိတို့၏ထိန်းချုပ်နယ်မြေအတွင်ပြည်သူလူထုကိုလိန်လယ်လှပြမည်အတူအရောင်ရွေးကောက်ပွဲကိုခွင့်ပြုမည်မဟုတ်ဘဲစန့်ကျင်သွားမည်ဖြစ်ကြောင်းတရားဝင်အတည်ပြုထားပါတယ်ရှင်။ ပြည်သူလူထုအနေဖြင့်စစ်အာဏာရှင်တပ်ဆိုးရှင်မိအတုအယောင်ရွေးကောက်ပွဲတွင်ပူပေါင်းပါဝင်ခြင်းမပြုဘဲအကြမ်းမဖက်သောအနေနဲ့စံကျင်ခြင်းဖြင့်မိမိတို့၏ဆန္ဒမဲအားအလွဲသုံးစားလှုပ်ခွင့်မပေးရန်ဖအံမျိုးနဲ့ KNU အလုံးမှုဆောင်ကော်မတီကတိုက်တွန်းထားပါလိမ့်ရှင်။